ကမ္ဘာမြေပုံကိုကြည့်လိုက်ပါတခြားနိုင်ငံအားလုံးထက်ထိုးထွက်နေတဲ့အရာမှကုန်းမြေကြီးတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒါကရုရှားနိုင်ငံမှာရုရှားနိုင်ငံရဲ့အကျယ်ဝန်းကဘလူတိုဂျိုရဲ့မျက်နှာပြင်ထက်တောင်ပိုကြီးရလို့ပြောရင်ရောယုံနိုင်မှမလားဒါပေမဲ့ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကရုရှားနိုင်ငံအတွင်းမှာပဲထူးခြားတဲ့မျိုးစိတ်ပေါင်း2500ကျော်ရှိတဲ့ရေကန်ကြီးလိုမျိုးတနိုင်ငံတွေမှာပဲဒါပေမဲ့နိုင်ရီ7မျိုးရေအောင်နန်းတော်တွေစားတဲ့လှုပ်ဝက်ချက်တွေပြည့်နေနေတဲ့ရုရှားနိုင်ငံရဲ့ထူးခြားတဲ့အချက်၅ချက်ပါ အဆင်သင့်ဖြစ်ပြီဆိုရင်ဗီဒီယိုလေးကိုစလိုက်ရအောင်ပါကျွန်တော်ကတော့ PK ပါရုရှားနိုင်ငံကကမ္ဘာကုန်းကြီးရဲ့စေဘုံတဘုံကျော်ကိုလွှမ်းရှုံထားပါတယ်ဒါကြောင့်ဒီနိုင်ငံကပထဝီဝင်တဘာဝနဲ့လူမှုပတ်ဝန်းကျင်ရအလွန်ထူးခြားတဲ့နေရာတစ်ခုလည်းဖြစ်လာတာပါဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင်ရုရှားကိုလုံးဝအမြင်သစ်တစ်ခုနဲ့ရှုမြင်သွားနိုင်မယ်လို့လည်းယုံကြည်ပါတယ်။စံတော်ချိန်ဆောင်ဆက်တစ်ခုရဲ့ထူရှားမှုပထမအဦးဆုံးအချက်ကတော့ရုရှားနိုင်ငံကစံတော်ချိန်ဆောင်ဆက်တစ်ခုကိုဖျက်ချော်တည်ရှိပါတယ် နိုင်ငံတစ်နိုင်ငံထဲမှာပဲဇုံဆက်တစ်ခုဆိုတော့စဉ်းစားကြည့်ဒီလိုကမ္ဘာစံတော်ချိန်ဆုံးအများဆုံးပိုင်ဆိုင်မှုကနေ့စဉ်ဘဝမှာထူးခြားတဲ့ပြဿနာတွေနဲ့ဖြစ်စီပါတယ်အနောက်ဘက်ကကလင်နဲ့ဂရမ်မှာမနက်9:00နာရီဖြစ်နေချိန်မှာအရှေ့ဘက်ကန်ဆက်ကျွန်းဆွယ်မှာတော့ညနေ7:00နာရီရှိနေပါပြီဒါကြောင့်မော်စကိုကနေဗလာဒီဗိုစတော့ကိုဖုံးဆက်ဖို့ဆိုရင်ဘသူကိုမှညာကြီးမင်းကြီးအေးမပြတ်စေဖို့အချိန်ဇယားကိုတိကျတွက်ဆရပါတယ် ဒါကြောင့်မို့အစိုးရရဲ့ရုံးလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေမှာဒီလိုကြီးမားတဲ့အချိန်ကွာရှာမှုကအမြဲတမ်းစိန်ခေါ်မှုတည့်ရလိုပါပဲအစိုးရလုပ်ငန်းတွေအစင်မပြေပေမဲ့ရုရှားနိုင်ငံသားတွေကတော့ဒီကွာရှာမှုကြောင့်ကမ္ဘာတမိုင်းမှာတည့်ရထဲမှာနှစ်သက်ကိုပွဲ၁၇ချိန်အထိကျင်းပနိုင်တဲ့ထူးခြားတဲ့အခွင့်အရေးကိုရရှိထားပါတယ်တစ်ဖက်ကနှစ်သက်ကူတဲ့အချိန်နောက်တစ်ဖက်ကလည်းအချိန်ပြောင်းနာနေအမျှဒီပွဲကိုထပ်ကျင်းပလို့ရနေတာဒါဟာအိရိယာကျယ်ဝန်းမှုရဲ့ပျော်ရွှင်စရာအကျိုးဆက်တစ်ခုဖြစ်ပါတယ်နံပါတ်၁ကမ္ဘာအနှံ့ဆိုင်ဆုံးဘိုင်ကေကန် ရုရှားနိုင်ငံရဲ့စိုက်ဘေးရီးယားဒေတာမှာကမ္ဘာအံ့ဖွယ်ရာတစ်ခုရှိနေပါတယ်အဲ့ဒါကတော့ဘိုင်ကယ်ကန်ပါဒီကန်ကကမ္ဘာအနက်ဆိုင်ဆုံးရေကြိုးကန်ဖြစ်ပြီးတော့ဘိုင်ကယ်ကန်ရဲ့အံ့အားသင့်စရာအချက်ကသူ့ရဲ့ရေပမာဏပါဒီကန်ကန်ထဲမှာကမ္ဘာမျက်နှာပြင်ပေါ်မှာရှိတဲ့ရေကြိုးပမာဏရဲ့20ရာခိုင်နှုန်းခန့်ကိုပိုင်ဆိုင်ထားပါတယ်ကမ္ဘာပေါ်ကလူသားတွေအလုံးတောက်ထုံးမှုအတွက်လုံလောက်တဲ့ရေကြိုးပမာဏတွေအပြည့်ရှိနေတာပါဒါအပြင်သူဟာနှစ်ပေါင်း25တန်းတက်တန်းရှိပြီဖြစ်လို့ကမ္ဘာရှိကြတဲ့ရေကန်ကြီးတစ်ခုလည်းဖြစ်ပါတယ် ဒါပေမဲ့ဓာရီမကသေးပါဘူး။ဘိုက်ကဲကန်ကသူ့ရဲ့ကိုပိုင်ဂရစနစ်ကိုလည်းဖန်တီးထားပါတယ်။အဲဒီမှာပဲနေထိုင်တဲ့ဘိုက်ကဲဖြန်လိုမျိုးထူးခြားတဲ့မျိုးစိမ်2500ကျော်ရှိပါတယ်။ဒီဖြန်တွေကကဘာပေါ်မှာရေကြိုထဲမှာပဲနေထိုင်တဲ့တစ်ခုတည်းသောဖြန်မျိုးစားဖြစ်ပြီးတော့ဒီလိုရှားပါမျိုးစိမ်တွေကြောင့်ပဲဘိုက်ကဲကန်ကိုကဘာမွေနေအဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။နံပါတ်3မော်စကိုမက်ထရို၏ရေအောင်နန်းတော်များအခုတော့ဆိုင်ဗီးရီးယားကနေမြို့တော်မော်စကိုကိုရောက်ရှိလာပါပြီ ကမ္ဘာပေါ်မှာအမြန်ဆုံးမက်ထရိုစနစ်တွေကတခုကိုပိုင်ဆိုင်ထားတဲ့မော်စကိုရဲ့မြေအောက်မှာလူတည်နေတဲ့လှုပ်ဝှက်ချက်တွေလည်းရှိနေပါတယ်။မော်စကိုမြေအောက်ရထားပူတာယုံတွေကိုမြေအောက်နန်းတော်များအန်နာဂရောင်းပဲလေးလို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ဘူတာ44ခုခန့်ကိုကြောက်တိုင်တွေကျွေပြားပုံဖော်မှုတွေကြီးမားတဲ့မီးပန်းဆိုင်တွေနဲ့ခန်းသားစွာအလှဆင်ထားကြပြီးမြေအောက်မှာရောက်ရှိနေတယ်လို့ထင်ရက်စရာမရှိတော့ခန်းသားထဲဝါလွန်းလာပါတယ်။ ဒီလိုခမ်းနားမှုတွေဆောက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ဆိုဗီယက်ခေတ်ကပြည်သူတွေကိုဂုံယူဝင်ကြွားစေဖို့နဲ့ဒုတိယကမ္ဘာစစ်လိုကာလမျိုးမှာနေရောက်ခိုလုံရနေရာဖြစ်အသုံးပြုနိုင်မှုဖြစ်ပါတယ်။တကယ်တမ်းစစ်တွင်းကာလ1942ခုနှစ်ကနေ1945ခုနှစ်အတွင်းနာဇီဂျာမနီတို့ရဲ့မော်စကိုကိုလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ချိန်မှာဒီဘူဒာယုံနေရလူထောင်ပေါင်းများစွာအတွက်အသက်ဘေးကလွတ်မြောက်ရဘေးကင်းတဲ့နားခိုရနေရဖြစ်ခဲ့ပါတယ်။နံပါတ်၄ အိမ်ကြီးချင်းအမေရိကန်နဲ့အချိန်ခီးပွားကြုံရုရှားနိုင်ငံကအိမ်ကြီးချင်းနိုင်ငံ14နိုင်ငံနဲ့နယ်နိမိတ်ရှင်ထိစပ်နေတာပါဒါပေမဲ့အထူးခြားဆုံးအိမ်ကြီးချင်းကတော့ရုရှားရဲ့အရှေ့ဘက်မှာရှိတဲ့အမေရိကန်ပြည်အောင်စုပါဒီနိုင်ငံတစ်ခုက6ကီလိုမီတာနှစ်မိုင်ခွဲဝန်းကျင်သာကွာဝေးတဲ့ဒိုင်ယိုမီဒီကျွန်းနှစ်ကျွန်းမှာအနီးဆုံးထိစပ်နေတာပါဘေးဒိုင်ယိုမီဒီကျွန်းကရုရှားပိုင်ဖြစ်ပြီးလစ်တဲဒိုင်ယိုမီဒီကျွန်းကအမေရိကန်ပိုင်အလက်စကာဒေသမှာပါဝင်ပါတယ်အာအတင်းစရာအချက်ကတော့ဒီကျွန်းနှစ်ခုကိုပိုင်ရှားထားတဲ့ရေလက်ကြားက နိုင်ငံတကာရက်စွဲမြင့် International Deadline ကိုဖျက်ချော်နေတာပါဆိုလိုတာကဒီရုံးနှစ်ခုကြာမှာလှေနဲ့ကူးသွားမယ်ဆိုရင်တင်းင်းလာနေကနေတင်းင်းကနေနေကိုရက်စွဲပြောင်းသွားနိုင်တာကြောင့်ဒီနေရာကိုအချိန်ခရီးသွားများကျွန်းလို့တောင်ခေါ်ဝေါ်ကြပါတယ်နံပါတ်5ပန်ပေးချင်း delay ဤလိုဝက်ချက်နောက်ဆုံးအချက်အနေနဲ့ရုရှားရဲ့ယဉ်ကျေးမှု delay တစ်ခုကိုပြောပြပေးပါမယ်အဲ့ဒါကတော့ရုရှားတွေဟာတခြားလူမျိုးတွေထက်ပန်းပွင့်ပေးတဲ့ delay ကိုပို့ပြီးအလေးနက်ထားပါတယ်ဒါပေမဲ့မသိရင်တော့အမှားလုံးမိနိုင်တဲ့လိုဝက်ချက်တစ်ခုရှိပါတယ် ရုရှားကိုခရီးသွားရင်လူတယောက်ကိုပန်းပေးဖို့စဉ်းစားမိပါကသတိထားရမယ့်အချက်တစ်ခုပါရုရှားမှာတခြားသူကိုလက်ဆောင်ပေးတဲ့ပန်းစီမှာအပွင့်အရေအတွက်ကမာကနန်းဖြစ်ရပါမယ်။ဘာကြောင့်လဲဆိုတော့စုံကနန်းဖြစ်တဲ့ပန်းပွင့်အရေအတွက်ကိုတော့အတုပအခမ်းအနားတွေမှာပဲအသုံးပြတဲ့ဒလေးရှိလို့ပါဒီဒလေးကိုမသိပဲပေးလိုက်ရင်လက်ခံသူကအလွန်စိတ်မကောင်းဖြစ်သွားနိုင်ပါတယ်။ဒါဟာရုရှားလူမျိုးတွေရဲ့ယဉ်ကျေးမှုကိုလေးစားကြောင်ပြသဖို့အတွက်အရေးကြီးတဲ့အချက်တစ်ခုပါ။ကဲဒီနေ့တော့ကမ္ဘာအကြီးဆုံးရုရှားနိုင်ငံရဲ့အရွယ်စားကြီးမားမှုကနေ ယဉ်ကျေးမှုဒလေအထိထူးရှားတဲ့အချက်တွေကိုကြည့်ခဲ့ရတာပါ။ကမ္ဘာရေကျိုး၅ပုံတပုံကနေအချိန်ဆုံး၁၁ခုအထိရုရှားဟာတကယ်ကိုအန်ဩစရာတွေပြည်နေတဲ့နိုင်ငံမှာတင်းအတွက်ကအထူးဆန်းဆုံးအချက်ကဘာများဖြစ်မလဲ။ comment မှာရေးပေးခဲ့ပါဦးနော်။ကျွန်တော်တို့ရဲ့နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုဖို့ subscribe နဲ့ bell icon ကိုနှိပ်သွားဖို့မမေ့ပါနဲ့နော်။အချိန်ပေးကြည့်ရှုတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ။